မိတ်ဆွေများအားလုံးမင်္ဂလာပါဗျကျွန်တော်ဒီနေ့တင်ပြပေးမယ့်အကြောင်းအရာလေးကတော့ကောင်းကင်မှာသွာလာနေတဲ့ဂျာတာပရိဂျိုနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းကဏ္ဍလေးဖြစ်ပါတယ်ဂျာတာပရိဂျိုဟာကျွန်တော်တို့နက္ခတ်ပညာရဲ့ပိုင်းဆိုင်ရာမှာကဲတင်ရှင်ဂျိုအဖြစ်နက္ခတ်ပညာရှင်တွေကဂျာတာပရိဂျိုဟာအခြားဂျိုဆိုးတွေရဲ့အနောက်ရှက်ပြုမှု အခြေအနေတွေကိုလိုက်လံပြီးတော့ကာကွယ်ဓာစီပေးနိုင်တာ တစ်ဖက်မှာလည်းသူဟာကောင်းမွန်တဲ့ဂျိုတလုံးဖြစ်တာကြောင့်လူတစ်ယောက်ရဲ့ကြီးပွားတိုးတက်အောင်မြင်မှုဘုန်းကံရှင်ဝါကြီးမြင့်မှုထီစုကြီးတွေပေါက်ဖို့စီးပွားဒနာတွေကြွယ်ဝချမ်းသာဖို့အတွက်ကိုအများကြီးအထောက်ပံ့ပြုတဲ့ဂျိုတလုံးဖြစ်ပါတယ်။ဇာတာကွင်းတွေဖတ်ကြားမယ်ဆိုရင်လည်းဇာတာပရိဂျိုရဲ့ရက်တီမှုအမြင်ရှင်တွေကို ကြည့်ပြီးတော့လူတစ်ယောက်ရဲ့ဘဝစဉ်တန်းအခြေအနေဟာဘလောက်ထိ ရောက်ရှိနိုင်တယ်ဆိုတာကိုကျွန်တော်တို့နှက်ခတ်ပညာရှင်တွေသုံးသပ်ဆုံးဖြတ်ကြရတာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့နှက်ခတ်ပညာပိုင်းဆိုင်ရာ အဆိုတစ်ခုကတော့ဂျာတာပရင်းချူကြီးဂိမ်းအိမ်မှာရက်တီခဲ့တယ်ဆိုရင်အပြစ်တန်းကိုတောင်ခြေဖြတ်နိုင်တယ်လို့ရှေးပညာရှိတွေကချီးမွမ်းထောပနာပြုသတ်မှတ်ခဲ့ကြပါတယ်။ဒီတော့ဇာတာဝင်မှာပါနေတဲ့မကောင်းတဲ့ အကျိုးတွေဟာဂျာတာပရင်းချိုကိန်းအိမ်မှာရက်တီတာနဲ့အတော်အသင့်ရောပါတက်တာသွားနိုင်တယ်ဆိုတာကိုသတိပြုဖို့ရှေးပညာရှင်ကြီးတွေကမိန့်ဆိုခဲ့ကြတာဖြစ်ပါတယ်အခုဂျာတာပရင်းချိုဟာဆက်နေရာဒီကွင်းမှာအလင်းရောင်အထွန်းတောက်ဆုံးနဲ့ကောင်းချိုးအများဆုံးပေးနိုင်တဲ့ကရကတ်ယာတီခွင်ကိုခဏတာအလေလာတော့မှာဖြစ်ပါတယ်ခဏတာဆိုတော့ စကလုံးလေးနဲ့အလဲလာတဲ့စကလုံးလေးကိုသုံးဆွဲရတာတော့ဂျာတာပရေချိုဟာကရကတ်ယာတီခွင်မှာအခုလာမဲ့အော်တိုဘာလ16ရက်ကနေစပြီးတော့ဒီဇင်ဘာလ9ရက်အတွင်းမှာသာတရင်ကဖြတ်တန်းသွားလာမှာဖြစ်ပြီးတော့သူ့ရဲ့မူလရတ္တိရမဲ့မေထုံယာတီကိုဒီဇင်ဘာလ6ရက်ရောက်ရှိတာနဲ့ ပြန်လည်ဝင်ရောက်ပြီးလာမယ့်2020ခုနှစ်ဇွန်လ2ရက်နေ့ရောက်ရှိမှသာအခုခဏသာကြော်ဖြတ်ခဲ့တဲ့ကရကတ်ယာဒီခွင်အတွင်းကိုပြန်လည်ပြီးတော့ဝင်ရောက်လာမှာဖြစ်ပါတယ်ဆန်းနှစ်တာကာလအတွင်းမှာဂျာတာပရီချိုဟာကရကတ်ယာဒီခွင်အတွင်းမှာတစ်နှစ်ခန့်အချိန်ကာလလက်ပတ်သွားလာပြီးတော့မှကဘာကြီးနဲ့လူသားတွေရဲ့ကောင်းချိုးတရားတွေကို သူဖန်တီးနိုင်သလောက်အစွမ်းကုန်ဖန်တီးပေးလေရှိပါတယ်အခုဖြစ်စဉ်မှာတော့ဂျာတာပရေချိုဟာခဏသာအလဲပတ်လာရောက်ပြီးတော့ကရကတ်ယာတီအတွင်းမှာနိုဗမာလ17ရက်နေ့ကျော်လွန်တာနဲ့ရီထိုလို့ခေါ်တဲ့ဂျိုပန်လန်းเจ้าမှာဖောက်ပြန်ပြီးတော့သွာလာတဲ့ဖြစ်စဉ်ကလည်းဖြစ်ပေါ်လာအောင်မှာဖြစ်ပါတယ်ဒီလိုသွာလာမှုမှာတော့သူ့ရဲ့မူလရက်တီခဲတဲ့ မေထုံရာသီကွင်းအတွင်းကိုပြန်လည်ရောက်ရှိအောင်သွားလာမှာဖြစ်ပါတယ်။ဒါတွေကတော့ဂျာဇာပရေးဂျိုဂျိုပလန်းချောင်းအတွင်းမှာရက်တီမဲ့အခြေအနေနဲ့ဂျာဇာပရေးဂျိုရဲ့ပြောင်းလဲမှုဖြစ်စဉ်တွေအတွက်အရေးကြီးတဲ့ရက်စွဲအခမ်းကဏ္ဍတွေဖြစ်ပါတယ်။ကျွန်တော်အခုဆက်ပြီးတင်ပြပေးမှာတော့ဂျာဇာပရေးဂျိုကြီးဟာအော်တိုဘာ19ရက်နေ့ဒီဇင်ဘာလ9ရက်အချိန်ကာလ45ရက်အနီးဝန်းကျင်မှာဂျာဇာပရေးသားသမီးတွေကို ထူးထူးခြားခြားကံကောင်းစေမယ့်အခွင့်အလမ်းတွေဖန်တီးပုံဖော်ပေးမယ့်အခမ်းကဏ္ဍလေးဖြစ်ပါတယ်။ဘာကြောင့်ဒီလိုပြောရလဲဆိုတော့55ရက်လောက်ရှိတဲ့အချိန်ကာလလေးအတွင်းမှာဂျာတာပရိချိုကြီးဟာနိုဝင်ဘာလ6ရက်ဂျာတာပရိနေ့မှာဂျာတာပရိသားသမီးတွေအတွက်အဓိပတိနက္ခတ်ဣဖြူနက္ခတ်တွေနဲ့ပတ်သက်တဲ့ကောင်းချိုးတရားတွေကို အများကြီးအထောက်အကူပေးဖို့အတွက်သူ့ရဲ့ အုတ်ရာသီအိမ်ဖြစ်တဲ့ကရကတ်ရာသီမှာတည်ရှိနေမှာ ဖြစ်ပြီးဒီဇင်ဘာလ4ရက်ဂျာတာပရီနေ့နရော်လာပြည့်အချိန်ကာလမှာပဲနောက်ထပ်ဂျာတာပရီသားသမီးတွေကိုအဓိပတိနက္ခတ်ထီးဖြူနက္ခတ်တွေနဲ့ထပ်မံပြီးတော့ကြုံကြိုက်စေမှာ ဖြစ်ပါတယ်ဒီလိုရပ်ပေါင်း45ရက်လောက်အတွင်းမှာဂျာတာပရီသားသမီးတွေအဓိပတိထီးဖြူနက္ခတ်တွေနဲ့ နှစ်ကြိမ်တိုင်တိုင်ဇက်တိုက်တွေ့ကြုံမှုဟာနှစ်ပေါင်းညားစွာကြာမှသာတွေ့ကြုံနိုင်တာဖြစ်ပြီးတော့အနည်းဆုံးနှစ်ပေါင်း80-80အထက်လောက်မှာမှဒီလိုဖြစ်စဉ်တွေဟာထပ်မံဖြစ်ပေါ်လာမှာဖြစ်ပါတယ်။အခုလိုဖြစ်စဉ်တွေဖြစ်ပေါ်တဲ့အချိန်မှာ ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ထပ်မံပြီးတော့ကံကောင်းတဲ့အချက်ကတော့ဂျာတာပရိချိုကြီးဟာမြောက်လက်တီတို့ 21ဒီဂရီ20မိနစ်အနည်းဝန်းကျင်ကနေကြော်ဖြတ်သွားနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အလဲပိုင်းမြို့တော်တစ်ခုဖြစ်တဲ့မန္တလေးရွှေမြို့တော်အလားတူစွာပဲကျွန်တော်တို့မြန်မာနိုင်ငံရဲ့မဟာအောင်မြေလို့သတ်မှတ်နိုင်တဲ့ဗကံရှေးဟောင်းအမွေနဲ့ဒေသတွေပေါ်ကနေဖြတ်သန်းနေခြင်းဟာလည်း မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ဂျာသာပရေတားသမီးတွေအတွက်ပုံမူပြီးတော့ကံကောင်းမှုအခွင့်အလမ်းကို ထူးခြားစွာရရှိလာစေမှာ ဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့မြမထီနန်းသုံးနက္ခတ်ပညာရမှာတော့ထီးဖြူနက္ခတ်အဓိပတိနက္ခတ်တွေဟာမင်းဖြစ်စေနိုင်တဲ့နက္ခတ်တွေဖြစ်ပါတယ်။ဒီလိုနက္ခတ်တွေနဲ့ပူးရှင်ပြီးတော့မွေးဖွားလာတဲ့သူတွေဒီလိုနက္ခတ်တွေ မိမိမွေးဖွားချိန်မှာခေါင်းပေါ်တဲ့တဲ့မွန်းတက်နေတဲ့ဇာတာရှင်နေမိမိတို့ရဲ့ဘဝနှက်ခတ်အဓိပတိထီးပြူနှက်ခတ်တွေကိုဖြတ်ကျော်ရတဲ့ဇာတာရှင်နေဟာမိမိတို့ဇာတာကွင်မှာဘယင်ဖြစ်ထိုက်တဲ့ကုသိုလ်ကံဇာတာကွင်ပါရှိတယ်ဆိုရင်ဒီလိုကာလတွေမှာမင်းကြီးကဲဖြစ် ရောက်ရှိတာဖုံးကန်ခြင်းမြင်ရမယ်ဇာတာရှင်နေဆိုရင်လည်း ဒီလိုကာလတွေမှာ ထိတ်တန်းဖုံးကန်ကြီးမြင့်ပြီးဝင်ကြီးအဆင့်ဝင်ကြီးကဲ့သို့ဩဇာအာဏာကြီးမြင့်တဲ့ပုဂ္ဂိုလ်အဆင့်ကိုပိုင်လုပ်ငန်းတွေကြောင့်ကြီးပွားချမ်းသာရမယ့်တထေးစကြွယ်တွေဆိုရင်လေဒီကာလတွေမှာအလွန်ချမ်းသာကြွယ်ဝတဲ့ဘဝအဆင့်တန်းအခြေအနေကိုရယူပိုင်ဆိုင်ခွင့်ရှိလာစေမှာဖြစ်ပါတယ်ရှေ့မှာတင်ပြခဲ့တဲ့ဂျာတော်ပရေးချိုကြီး ကရကတ်ရာသီကွင်းမှာရောက်ရှိပြီးတော့ဂျာတာပရိသားသမီးတွေရဲ့အဓိပတိနက္ခတ်ကိန်းထီးဖြူနက္ခတ်ကိန်းနေကြရောက်မဲ့ပထမအဆုံးနေ့ဟာ2025နိုဝင်ဘာလ6ရက်ဂျာတာပရိနေ့မြန်မာစံတော်ချိန်ည9:50မိနစ်ကနေည10:15မိနစ်အတွင်းမှာရှိတဲ့အချိန်ကာလဖြစ်ပါတယ်ဒီလိုအေးချမ်းလာတဲ့ ်ဆောင်းရာသီအဝင်ညာချမ်းချိန်ခါမှာအဓိပတိနက္ခတ်ဟာကျွန်တော်တို့မြန်မာနိုင်ငံရဲ့မွန်းတက်မိုးကောင်းကင်မှာခံ냐ထဲဝါစွာတည်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်ဇာတာပရိနေသားသမီးတွေအနေနဲ့မိမိတို့ရဲ့အလိုအဆုံးစုထူးစုမြတ်တွေမိမိတို့ဖြစ်လို့တဲ့အကြံစီရည်မှန်းချက်တွေ ရာဂူဖုံးကန်ကြီးမြင့်မဲ့အခြေအနေတွေစီးပွားတနာတိုးတက်မဲ့အခွင့်အလမ်းတွေကိုစုတောင်းအထိတ်ထန်ပြုမယ်ဆိုရင်ထူးထူးခြားခြားပြေဝအောင်မြင်လာစေမှာဖြစ်ပါတယ်ဒီလိုအချိန်ကာလမှာမေထုံရာတီလက်နဲ့မိမိတို့ဥကောင်းထိတ်တဲ့တဲ့မှာရှိတဲ့အဓိပတိနက္ခတ်ထီးဖြူနက္ခတ်တွေကိုစုတောင်းအထိတ်ထန်ပြု တိုင်တယ်ကြရတာဖြစ်ပါတယ်။အဲ့ဒီအချိန်ကာလမှာပဲမြန်မာနိုင်ငံရဲ့နေရာဒေသအသီးသီးမှာရှိတဲ့ဇာတာပရိနေသားသမီးတွေဟာဇာတာပရိဂျိုကြီးဖြတ်တန်းတဲ့မြန်မာနိုင်ငံအလဲပိုင်းကမန္တလေးမိထီလာပကံဒေသတွေမဟုတ်တော့ညာလဲအခြားသောနေရာဒေသတွေ